အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဇိုက်ဆရာကြီးဟန်တာဝီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲဟဲ့လူငယ်တို့အမြင်ရတဲ့ဝတ္ထုရဲ့အပိုင်းလေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အဆင်ပြေချပါအောင်ခင်ဗျာ1990နှစ်ကုန်ပိုင်းလောက်ကတိုင်ဝင်းထဲမှာဆန္ဒပြမှုတွေပေါ်လာခဲ့တယ် PP တွေလို့လွတ်တော်ခေါ်ဆိုတဲ့နိုင်ငံရေးတိုက်ပွဲပါ PP ဆိုတာနိုင်ငံရေးအကျဉ်းသားကိုဆိုလိုတာပါ political prisoners တွေကို ဆုတ်လို့တာပါဒီတိုက်ပွဲမှာထောင်ထဲရောက်နေတဲ့ဒီချုပ်ခေါင်းဆောင်တွေအများကြီးအယိုက်နဲ့ခံရအဆောင်ပြောင်းရွှေ့ခံရထောင်ပြောင်းခံရဖြစ်ခဲ့ပါတယ်ခေါင်းမငုံဘူးဥချိုးမခံလှူရှားမှုမှာလက်တွဲပါဝင်ခဲ့တဲ့သူရဦးငွေတိုင်းလည်းအထူးအချိတ်အချောက်ခံတွေအတော်ခံရရတယ်လို့ကြားရတယ်ကျွန်တော်ကအထူးဆောင်မှာတိုက်ပိတ်ခံနေရလို့အဲ့ဒီတိုက်ပွဲမှာမစင်နှွေးခဲ့ရဘူး။တရင်ကိုတော့နောက်တစ်နှစ်လောက်ကြာမှကြားခဲ့ရတိခဲ့ရတာပါ။ 1990မေလ28ရက်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာဒီကျောက်ကတခဲနဲ့အနိုင်ရခဲ့တယ်။ဥက္ကဋ္ဌဦးတင်ဦးထွေထွေအတွင်းရေးမှူးတော်အောင်ဆန်းစုကြည်အရွေးခံခွင့်မရခဲ့ပေမဲ့ဦးချီမောင်ဦးဆောင်တဲ့ဒီကျောက်ပြည်သူကိုယ်စားလှယ်တွေအလုံးအရင်းနဲ့အောင်ပွဲခံခဲ့ကြတယ်။စေအစိုးရကရာဇပလင်ဘောကဆင်မပေးဘူး။ဒီကျောက်ကိုအာဏာလွှဲပြောင်းမပေးဘူး။ဒီတရင်ချက်ချင်းလိုပဲထောင်ထဲကိုရောက်လာခဲ့တယ်။ ဒီကျုပ်ခေါင်းဆောင်တွေနဲ့အခြားနိုင်ငံရေးအကျဉ်းသားတွေရောတာမန်အကျဉ်းသားတွေပါကြိတ်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 ကြီးကြနိုင်ညာလှုပ်လာကြတယ်လှုပ်လှုပ်ရှားရှားစီကြစင်ကြလှုပ်လာကြတယ်အချိန်လေးရလာရောပီပီလို့လွတ်တော်ခေါ်တောင်းဆိုမှုတွေပေါ်လာတော့တာပဲဆန္ဒပြအုံချွာမှုတွေပောက်ကွဲလာတော့တာပဲဒီတိုက်ပွဲမှာခေါင်းဆောင်သူရောနောက်လိုက်ပါဝင်လှရှားသူတွေပါလူပေါင်းများစွာရိုက်နှက်အကြမ်းဖက်တာခံကြရတယ်အဆောင်ရွှေ့ထောင်ပြောင်းလှုပ်တာခံကြရတယ် အချမ်းဖက်ဆိုလို့သတိရတာလေးရေးလိုက်ရအောင်မယ်။အချင်းဦးစီးဌာနရဲ့စကားတလုံးချင်းအမှတ်အသားကအခစားပါ။အဲ့ဒီစကားလုံးကိုအရှိအမှတ်အသားပြန်ဖော်တော့နိုင်ငံရေးအကျဉ်းသားတွေကတမျိုးတပုံထွင်ပြောကြတယ်။အချမ်းဖက်ဦးစီးဌာနအားတဲ့။ဦးချောင်ချောင်ဦးစီးဌာနအားတဲ့။အချိုးရှာဦးစီးဌာနအားတဲ့။အကုံနိုင်ဦးစီးဌာနတဲ့။ဒီချုပ်ဘို့အမှုဆောင်အဖွဲ့ဝင်မောင်တော်က အရိုက်ခံရတဲ့ပုံမှုပတ်တော်ကိုပြောလာပါအခြားဘူကော်မတီဝင်တွေဖြစ်တဲ့ဦးကိုယူတို့ဦးမိုးသူတို့ဒေါက်တာတင်မျိုးဝင်းတို့အရိုက်ခံကြရတယ်ရန်ကုန်တိုင်းစီယုံရေးကော်မတီဝင်သူရဦးငွေလိုင်းထိုးကြိတ်ကန်ကြောက်ခံရတယ်ရန်ကုန်တိုင်းစီယုံရေးဘူကော်မတီဝင်ဦးသိန်းဟန် ရှိနေလက်လင်ချိုးခံရတယ်သူတို့လိုပဲနိုင်ငံရေးအကျဉ်းသမားပေါင်းများစွာလည်းညင်မှန်းနှိပ်စက်ခံကြရတယ်နောက်ပိုင်းမှာဒေါက်တာတင်မျိုးဝင်းဆိုရင်ဘောင်းမီတို့ကိုလုံးကြီးနဲ့ တိုက်တကာရှိမှလက်ပြအရိုက်ခံခဲ့ရတယ်။ကျွန်တော်တင်မျိုးဝင်းမှာခမားအလူလေးပါဇက်ကအော်ရသေးတယ်။ဒီတိုက်ပွဲဟာအင်းစိန်အချင်းထောင်ရဲ့ရာဇဝင်မှာအပြင်းထန်ဆုံးအုံကြွပောက်ကွဲခဲ့တဲ့နိုင်ငံရေးဆန္ဒပြပွဲကြီးဖြစ်ခဲ့ပါတယ်။ဒီချုပ်ကလူတွေသာမဟုတ်ပါဘူး။တခြားနိုင်ငံရေးပါတီတွေကလူတွေလည်းအများကြီးပါဝင်လှူရှားခဲ့ကြပါတယ်။ခင်ယူကရင်အဖွဲ့ကကိုကိုနိုင်မြို့တော်ခမ်းမှဘုံခွဲရဲတို့လူပေါင်းတဲ့ပါတီဥက္ကဋ္ဌ ကိုအောင်ဇေယျတို့လိုခေါင်းဆောင်တွေလည်းအကွဲအဝဲအပြေပြေဖြစ်ခဲ့ကြရတာပါပဲဇက်ပေါင်းလိုက်တော့နိုင်ငံရေးသမားတွေဇက်ကောင်းခွဲကုန်ကြတယ်ထောင်ပြောင်းခံရသူတွေအဆောင်ရွှေ့ခံရသူတွေတိုက်ရွှေ့ခံရသူတွေမေးမကြွက်နိုင်အောင်ရှေ့ကုန်နေအဆောင်တွေတိုက်တွေမှာနေကုန်မှု ချုပ်ချယ်မှုဖိနှိပ်မှုတွေအလွန်များပြားတင်းကျပ်ကုန်နေထောင်အာဏာပိုင်တွေလည်းကြောင်းမန်းကံမန်းတည်သွားကြတယ်နိုင်ငံရေးအကျဉ်းသားဆိုတာကောင်းကုန်မခံဘူးနိုင်ငံရေးအကြောင်းပေါ်တိုင်းအုံကြွတတ်တယ်အခန့်တက်တယ်ဆိုတာပို့လို့သဘောပေါက်သွားကြတယ် တိုက်ဝင်းဆန္ဒပြပွဲတရင်ကဆောင်းတွေအားလုံးကိုပြန့်သွားတယ်။တာမန်ရာစုအကျဉ်းသားတွေအတော်လှုပ်လှုပ်ရွရွဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကအထူးဆောင်ထဲမှာထောက်လန်းရေးတပ်စခန်းတီးတန့်ဖွင့်ပြီးကိုကဲနေတယ်။အပြင်ကစစ်တပ်အင်အားကလည်းရောက်လာတယ်။စစ်သားချို့ကိုအကျဉ်းသားအတွင်ပြောင်းပြီးအဆောင်တွေထဲမှာရောထည့်ထားလိုက်တယ်။လှုပ်ရှားမဲ့အပြောအဆိုတွေအကြံအကြီးတွေအစီအမံတွေကိုကြိုတိကုန်ကြတော့တာပေါ့။ ဒီလိုမတီးမငြိမ်နဲ့ပဲ1990တိုင်ဝင်းဆန္ဒပြမှုကအချိန်လျော့သွားတယ်အားလျော့သွားတယ်နောက်ဆုံးတော့ပုံမှန်ပြန်ဖြစ်သွားပြီးဒုံရင်းအခြေအနေရောက်သွားတော့တယ်ဖိနေမှုတင်းမှကြမ်းတမ်းလို့တဲ့နေရာမှာအုံကြွလှရှာမှုဆိုတာကောက်ရိုးမိလို့မဟုတ်ပေမဲ့ရှာမိလို့ကြာရှည်ခံအောင်ထိန်းထားနိုင်ဖို့ခက်တယ်ဆိုတာကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေသင်ခန်းစာယူကြရမှာပဲပေါ့2000ခုနှစ်လေလောက်မှာကျွန်တော်ရန်ကုန်စေယုံကြီးတက်ရတယ်ရန်ကုန်စေယုံအတွားလဲမှာအင်းစိန်စေယုံခဏဝင်ရတယ် အင်းစင်စေးုံတက်တဲ့တာမန်အချင်းသားတွေကိုလိုက်ပို့ရင်ကျွန်တော်စီးလာတဲ့ကားကရက်ဆောင်ရတာပါခီးဆက်ဖို့စောင့်နေတော့လူငယ်တယောက်ရောက်လာတယ်ဘာကြီးကနှုတ်ဆက်လိုက်ပါတယ်တဲ့ကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်ဟေးနှုတ်ဆက်မနေနဲ့ကျက်တူရဲတကောင်ပို့လိုက်လို့ပြောကွာပြင်းလုံးလို့ထောက်လန်းရေးတွေအနာကပ်လာတယ်ဒါနှုတ်ဆက်တဲ့လူငယ်လေးလစ်ပြေးရော1993ခုနှစ်လောက်ကတိုက်တုံးမှာမျက်ထွန်းနေခဲ့ဘူးတဲ့သူ့ကိုအားလုံးကဘာကြီးလို့ခေါ်ကြတယ်အဲ့ဒီအချိန်ကကျွန်တော်တို့လက်ထဲမှာရေဒီယိုတစ်လုံးရှိနေတယ် သတင်းတွေဖန်နေ VOE BBC မြမတန်ကအစသတင်းအစုံပေါ်လိမနေ့တိုင်းညတိုင်းသတင်းတွေလာတဲ့အချိန်မှာထောင်ထဲမှာလူစစ်ချိန်ဖြစ်နေတယ်အဲ့ဒီအချိန်မှာမျက်ထွန်းဖျားတယ်ဆောင်းကောင်းပြီးခြုံအိတ်တယ်သူ့နားမှာချက်တူရေးတွန်တန်ကတော့ညံနေတာပဲတဲ့ချက်တူရေးဆိုတာရေဒီယိုကိုကျွန်တော်တို့ခေါ်တာချက်တူရေးတွန်တန်ထဲမှာကျွန်တော်တို့ကြားချင်တဲ့သတင်းတွေပါတယ်ဒါကိုမျက်ထွန်းကဆောင်ရွက်ပေါ်မှာစာချမ်းရေးမှတ်တယ် မြတ်ထွန်းလို့ရတဲ့အလုပ်ကအတော်ရင်တုံ့ပြန်ကောင်းနေဗီဒီယိုလက်ကင်ထားတာလဲထောင်နှစ်ရေကျနိုင်တယ်ပေါ်ပင်နေစာရွက်တွေကင်ထားတာလဲထောင်နှစ်အတော်ကြီးနိုင်တယ်သူကသူ့ဖျားအောင်ခေါင်းရင်းဘက်မှာအင်္ဂလိပ်အကြောင်းတူပြီးဗီဒီယိုထည့်ထားတယ်အကြောင်းတိန်နေဆိုတော့ကျက်တူရေခေါင်းမလိုမှုပေါ်လိစက်ကူတွေပေါ်ပင်နေကိုနေရာခွဲပြီးဝတ်ရတယ်နေရာအထိချမထားဘူးဒီနေ့ဒီနေရာဟိုနေ့ဟိုနေရာဆိုသလိုပေါ်လိဗီဒီယိုကိုတနေရာထဲမှာဝတ်ရတာဘလုံးကြုံဘူးလို့ထင်လာတယ် ်ဒါနဲ့တခြားလူငယ်တွေအခန်းစီရွှေ့ထားရသေးတယ်။ဒါပေမဲ့တချို့ကကြာရှည်မသိမ့်ခြင်းဘူး။တလာစီဆိုတဲ့အပတ်စဉ်ရှာဖွေရေးတွေကလည်းတခြားအင်းချင်းတထောက်ထောက်လာနေတာမဟုတ်လား။ကြားရင်ဆိုတာတန်တကားဖွင့်တဲ့တောက်ဆိုတာအိယာတွေကိုတက်နေတဲ့ဝန်ထမ်းတွေရဲ့ဖက်နှက်တန်။နောက်ဆုံးတော့မြတ်ထွန်းအခန်းကိုပဲစစ်တူရေးပြန်လာရတော့တာပဲ။စစ်ကူတွေပေါ်ပင်တွေလည်းရောက်လာရတော့တာပဲ။မြတ်ထွန်းဖျားပြန်ရောဆောင်းကောင်းပြီးခြုံပြန်ရောစစ်တူရေးတွန်တဲ့တဲ့င်းတွေကိုမြတ်ထွန်းကစာချမ်းရေး ုတိအောင်ကတိဖြက်မိုးစောဦးကချောရေးတယ်မူချောကိုထက်ဆင့်မူပွားပေးမဲ့တိုက်လေးကလူငယ်တွေစီပို့ရတယ်မူချောတွေထပ်ပွားပြီးတဲ့နောက်တော့ပြန့်ဝီရေးအဆင့်ရောက်လာတယ်ဒီအဆင့်မှာတာမန်အကျဉ်းသားအမြင့်ဆင့်လို့သားတွေလည်းပါလာတယ်ကျွန်တော်တို့လူငယ်တွေကစီယုံထားတာအမြင့်ဆင့်တွေကတင်းထွာစာမူချောတွေကိုတိုက်ပေါင်းစုံလိုက်ပို့တယ်တခါတလေဝန်ထဲအရေးအယောင်မမြင်ရရင်တိုက်နောက်ပြီးလေတာပေါက်တွေကိုပြစ်သွင်းတယ်တင်းစာပို့သူတွေ အိမ်ထဲသတင်းစာပြစ်သွင်းတယ်လို့သတင်းလာတွေပြစ်သွင်းကြတာကျွန်တော်တို့အားလုံးပျော်နေကြတာပေါ့တပတ်သုံးခါလောက်စာစင်မျက်နှာလောက်ဖတ်နေကြရတာကိုကျက်တူရေးတုံတန်းကအော်အော်တုံတန်းလို့တဲနေဝင်ချိုလာပြီတကူသတင်းတွေကိုတခန်းချင်းနဲ့ပတ်တယ်တခါတလီဝန်ထမ်းရှင်းရင်အခန်းတစ်ခန်းထဲမှာလူလင်းက6ယောက်စုဖတ်ကြတာပဲအချိန်ကုန်တက်တာလားပေါ့လူဆိုတော့သတင်းစကားကြားနေတယ်ကြားရတဲ့သတင်းကိုလည်းပစက်စင်ကန်လိုက်ချင်ကြသေးတယ်လေ ထောင်ထဲလေနေရာမျိုးတော့ဘယ်ပြောကောင်းမလဲသတင်းတန်တွေကတူတူတမျိုးကြဲကြဲတဖုံပေါ့စုံတော်မြန်မြန်မှာကြက်တူရေးတွန်တန်တញ្ញញ្ញံမြည်တယ်လို့ဖြစ်နေတော့တာပါပဲဒီလိုနဲ့သတင်းတန်တွေပဲ့တင်လာညံလာတယ်ပဲ့တင်လာညံလာတာပေါ့တားမရပိတ်မရဖြစ်လာတယ်ကြာတော့လက်ပိုက်ကြည့်နေရတာပေါ့ကိုရေးပေါ်လေးပျော်ပျော်ကြီးရှားဆက်ကြဖြန့်နေကြတာကိုပြိမအုပ်ရဘူးနောက်ဆုံးတော့သတင်းချေရတွေဖုံးရဖြစ်ရဖြောက်ရဖြစ်ရလောက်ရတာပေါ့လေ ပြီးသူကိုစလဲကိုကျော်သွင်းရဲ့တားချစ်မိခင်ကြီးအမိတုံးပြီးတည်နှံဖြောက်ရတယ်ဒီအကြောင်းကျွန်တော်စာဒီစာစုတနေရာမှာရေးပြထားပါတယ်ဖုံးဖိနေတဲ့ကြားကတည်နှံလာရဲ့တည်နှံကဟိုနေရာဒီနေရာအတန်တွေတက်တက်တက်ထွက်လာတယ်တည်နှံလာဆိုတာကျွန်တော်တို့ထုတ်နေတဲ့တည်နှံစာရဲ့နာမည်အာနာပိုင်တွေရဲ့စီပောက်သွားပုံရတယ်ကျွန်တော်တို့ရဲ့ကျက်တူရေးလုပ်ငန်းလည်းရှေ့ကပုံနောက်ကပေါ်ဖြစ်လာတယ်နှလုံးမျိုးမျက်စံမျိုးဖြစ်လောက်တဲ့ကိစ္စတော့မဟုတ်ပါဘူး သတင်းနဲ့တွေကထောင်းထောင်းထွက်တယ်ဆိုုံတော့ပါပဲပြည်ထနာကကြက်တူရွေးတွေနှုတ်သီးပိတ်ကုန်တာပါပဲတကောင်ပြီးတကောင်ထောင်းချောက်ထဲမှာကွိကနေပါကုန်တယ်တော်သေးရဲ့ဗာကြီးမြတ်ထုံးရဲ့ကြက်တူရွေးကလွတ်နေတယ်ထောင်းလုံးညင်အောင်တွန်တန်ပေးနိုင်မှုကြံ့ရည်နေသေးတယ်မိသွားတဲ့ကြက်တူရွေးကတိုက်သုံးအခန်းတစ်ကကိုမျိုးမင်းစီကတကောင်နဲ့အခန်းစလေးကပူပူဦးစီကတကောင်နဲ့ပူပူဦးကြက်တူရွေးကိစ္စနောက်မှကြားရတာဟုတ်လေတလားမဟုတ်လေတလားတော့တေချာမသိဘူး တိုက်လေးကရခိုင်ကူမျိုးနဲ့ရဲဘော်ထွန်းဝင်းနဲ့အတူနေကိုလင်းမောင်တဲ့ဆိုတဲ့လူဝကြီးတို့စီကလည်းတလုံးမိတယ်တဲ့ကိုမျိုးမင်းကျက်တူကြီးကအစောဆုံးမိသွားတာတိုက်တုံးထဲမှာကျက်တူကြီးတကောင်ရှိတယ်မကြာခဏတုံတန်းလေးကြားရဖတ်ရတယ်ဘာလို့သေးတယ်ကိုမျိုးမင်းလူလာကကျက်တူကြီးဖြစ်နေတယ်သူကရအောင်ရှာတယ်အတူနေကိုမင်းစင်လည်းနားထောင်တယ်နားထောင်ရင်ကျက်တူကြီးကရှာပေါက်သွားရုံထင်ရဲ့အတန်မထွက်တော့ဘူးဒါနဲ့တိုက်တင်မှာရှိတဲ့တကိုးကြီးမြင့်သိကြီးကိုပို့တယ် ကိုမြင့်သိန်းကနာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာလေး။စာရေးဆရာများတန်းတင်ရေးတဲ့ဆယ်ချိန်မြောက်လေးယောက်ချင်းဆိုတဲ့ဖြစ်ရမှန်ဝိထုတွေကစက်ကောင်လေး။ဘယ်လိုဘလိုဖြစ်ပြီးတင်းပေါက်သွားတယ်မသိ။ကိုမျိုးမင်းခန်းကိုတာလစီရှာဖွေရေးလုပ်တယ်။ရေဒီယိုမိသွားတယ်။သူ့ကိုပြစ်ဒဏ်တိုက်ပို့တယ်။သူကအမိုက်ပေါ်နေကကောက်ရတာလို့ဘူးကွယ်တယ်။ပြစ်ဒဏ်တိုက်ကနေသူ့မူလတိုက်ကိုပို့ဖို့တောင်းဆိုတယ်။မရဘူး။သူကအစာငတ်ခံတယ်။သူအစာငတ်ခံတဲ့တရင်ကြတော့ကျွန်တော်တို့တိုက်တုံးကတထိုက်လုံးအစာငတ်ခံမယ်လို့ကြေညာတယ် ။နောက်ဆုံးတော့သူတိုက်သုံးကိုပြန်ရောက်လာတယ်။ကိုလူချစ်သူရဲ့အဆင်မပြေရင်တာလီကတာလီကတာမွေးတော့လို့ဝိုင်းနောက်ကြတယ်။တိုက်လေးကချစ်သူရဲ့ထောင်ချောက်တဲ့င်းကဒီလိုတိုက်လေးရှိမှကိုလင်းမောင်တက်နဲ့ကိုထုံးဝင်တူနေတယ်။တိုက်လေးရှိဆိုတာတိုက်လေးရဲ့တောင်ဘက်ခြမ်းကအခန်းတွေကိုခေါ်တာ။နောက်ဘက်ခြမ်းကအခန်းတွေကို တိုက်လေးတို့လို့ခေါ်တယ်။ကိုလင်းမောင်တက်ကကျွန်တော်တို့ရဲ့တင်းထွာလေးကချစ်သူရဲ့အတန်နဲ့နားအာတာမပြေဘူး။ရုပ်ပြလေးကချစ်သူရဲ့အတန်ကိုနားထောင်နေရတယ်လို့ထင်နေပုံရရဲ့။ ။ဒါနဲ့ကိုပိုင်တက်ရှိချက်တူရေရှာသွင်းတယ်။ဒုက္ခကွယ်လွန်သူတမိုင်းပါမောက်ကဒေါက်တာကျော်တက်ရဲ့သားတဲခုကန်စားတော့ဆိုင်လုပ်ငန်းတွေလုပ်တယ်။ချက်တူရေကိုအတူနေရခိုင်ဒီကိုထွန်းဝင်းလက်အပ်ထားတယ်။ကိုထွန်းဝင်းကကြားထဲမှာတရင်ကိုပြန်ပြော့ပြရတယ်။ချက်တူရေမိသွားလို့ကိုထွန်းဝင်းအမှုတစ်တိုးတာပေါ့။ကိုလေးမောင်တဲ့ဝတရားမပြတ်ပါဘူး။ကိုထွန်းဝင်းအတွက်တရားရုံးထွက်ပြီးကောင်းကောင်းတက်တည်ခံတယ်။ကိုထွန်းဝင်းစာရေးတောက်ရေးပြည့်ပြည့်စုံစုံပန့်ဖို့ပေးတယ်။သူထောင်ထက်မကြဘူး။ ်ကိုထွန်းရင်ကတော့မူရင်း20ထောင်တန်းမှာခုနှစ်နှစ်လာမသိတိုးသွားတယ်အင်းစင်ထောင်လေးကစစ်တူရေးတွေအကြောင်းပြောတော့နေသားလန်နိုင်ငံအမ်စတာဒန်မြို့ကစစ်တူရေးကိုတတိယရတယ်1950နဲ့59လောက်မှာကျွန်တော်အမ်စတာဒန်မြို့ရောက်နေတယ်ကိုယ်တိုင်လည်းတည်ငတ်တယ်နိုင်ငံခြားရောက်နေသူတိုင်းလည်းတည်ငတ်တယ်ဒါကြောင့်ဒုပြည်တည်င်းဆိုတဲ့တည်င်းလောက်တစ်ဆောင်ကျွန်တော်ထုတ်တယ်ရန်ကုန်ကတရင်တော့ကိုရွှေမောင်တို့ကိုပါထူးတို့အဲဒီတာကိုစံရီတို့ကတရင်ပို့ပြီးတယ် ရန်ကုန်ကမဆိုးမြင်းဆိုတဲ့အမျိုးသမီး၊ကွယ်လွန်သူရခိုင်စာရေးဆရာကိုတာညွန့်ရဲ့ဇနီးနဲ့မန္တလေးကမြင့်မြင့်ကြီးဆိုတဲ့အမျိုးသမီးကလည်းတရင်နေပို့ပေးတယ်။ကျွန်တော်ကိုယ်တိုင်လက်နှိုက်ဆက်ရိုက်တယ်၊ဖျောင်းပုံနေတယ်။တပတ်နှစ်ခါလောက်ထုတ်တယ်။ကဘာအနှံ့ပြန့်ပို့တယ်။ပြောလိုက်တာတရင်နေဖတ်ရတာပြောတယ်။တခြားသူတွေဖတ်ဖို့တရင်စာထုတ်ပေးရလို့လည်းပို့ပြောတယ်။ထောင်လန်းကြီးကအင်းစင်ထောင်ထဲမှာလည်းမကောင်းဘူး။ထောင်ပြင်မှာလည်းမကောင်းဘူး။ပြပအထီတော်သူတို့လက်တံကရှိတယ်။ တို့ပြည်တင်းမှာအစိုးရဆန့်ကျင်ရေးတင်းနေပါတယ်လို့ဆွဆွဲတယ်။ထောက်လန်းရင်တင်းအရာအစိုးရကဆရာမောင်မောင်၊ကွယ်လွန်သူတမရဟောင်းဒေါက်တာမောင်မောင်ကိုပြောတာပါ။ဆရာကြီးဦးထင်ကြီးဆရာဦးထင်ကြီးစာပေပိမှန်ညွှန်ကြားရေးမှူးတို့ကိုအမ်စတာဒန်လွတ်တယ်။တင်းစာထုတ်တာရက်ခိုင်းတယ်။ကျွန်တော်မရက်ဘူး။ဒါနဲ့ကျွန်တော်နိုင်ငံသားကပြန်လာရတယ်။ရန်ကုန်ရောက်တော့ကျေးမွန်တရင်စာတီထောင်ရမှာပါဝင်ပြီးကျွန်တော်အေဒီတာလုပ်တယ်တို့ပြည်တရင်ကညံတွေပညာတွေဟုတ်တိပတ်တိမများများဆဆမရခဲ့ပါဘူး ဒါပေမဲ့သတင်းစာမန်တွေသတင်းစာတက်တီတွေတောင်းတောင်းမြေအများကြီးရခဲ့တယ်။အဲ့ဒီလိုမန်တွေတက်တီတွေနဲ့ပဲအင်းစင်ထောင်းထဲမှာသတင်းလွှာကိုထုတ်နိုင်ခဲ့တာပါ။စောစောကပြောခဲ့တဲ့အတိုင်းပဲ။သတင်းလွှာထုတ်ရမှာလူငယ်နိုင်ငံရေးအကျဉ်းသားတွေအများကြီးပါဝင်ခဲ့ပါတယ်။သတင်းလွှာကလူတယောက်တည်းလို့ယုံနေပြီးနိုင်တဲ့ကိစ္စကလေးပါ။ဒါပေမဲ့ထောင်းထဲမှာထုတ်ရတာထောက်လိုင်းရဲ့မြေခုံးပေါ်စဉ်ညာလျှောက်ပြီးထုတ်ရတာ။သတင်းပေးတွေဝိုင်းဝိုင်းလေတဲ့အခြေကထုတ်ရတာ။ဒီလိုအလုပ်မှာလူငယ်ပေါင်းများစွာပါဝင်လှုပ်ရှားကြတယ်ဆိုတာ။ သိအရေးကြီးပါတယ်။ဒီလုပ်ငန်းကဆက်အာဏာရှင်တွေ၊ထာဝရအာဏာရှင်တွေကိုနေရွက်တွေဆွတ်လိုက်တာပါ။အကျဉ်းသားတွေကိုမျက်စိပိတ်နားပိတ်ပါးစပ်ပိတ်လုပ်နေတဲ့အာဏာရှင်တွေရဲ့အရှိုက်ကိုထိုးလိုက်တာပါ။ဒါကြောင့်ဒီလုပ်ငန်းကတာမန်မီဒီယာလုပ်ငန်း၊သတင်းလုပ်ငန်းမဟုတ်ဘူး။နိုင်ငံရေးလှုပ်ရှားမှု၊အာဏာပိစံရေးလှုပ်ရှားမှုလို့တတ်မှတ်ရမှာဖြစ်ပါတယ်။ဒီလုပ်ငန်းကနိုင်ငံရေးအာဏာတွေနိုင်ငံရေးတက်တီတွေနိုင်ငံရေးတန်တိတ်ထံတွေခံခိုင်မာမာနဲ့နဲ့ဆိုင်ဆိုင်ကြီးတသွင်းပေးနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ လူငယ်နိုင်ငံကြီးအားစုတွေဟာဒီမန်ဒီတက်တီတွေဒီတန်ဋိထန်တွေနဲ့အာနာရှင်တွေရဲ့မျက်စိပိတ်နားပိတ်ဗစက်ပိတ်အာနာတော့ကလောက်တွေကိုတပြီလုံးနေရာအနှံ့မှာအော်ကြီးဟစ်ကျဲဖြစ်ဖြစ်တူတူတိတ်တိတ်ဖြစ်ဖြစ်ရိုက်ချိုးသွားရေးတာဝန်ကိုထမ်းဆောင်နိုင်ကြလိမ့်မယ်လို့ကျွန်တော်တို့ယုံနေမျှော်လင့်နေတိုက်တွန်းနေနိုင်ငံရေးအကျဉ်းသားရဲ့နောက်ဆုံးခုခံလက်နက်ကြီးဟာထောင်ထဲမှာအစာငတ်ခံတောင်းဆိုချက်ပဲဖြစ်ပါတယ်။ ဆရာတော်ဦးဤစာရဟာထောင်ထဲမှာရပောင်း166ရဲ့အစာငတ်ခံခဲ့ပါတယ်။ထောင်ထဲမှာပဲပြန်လုံတော်မူသွားခဲ့ပါတယ်။ဆရာတော်ဦးဤစာရရဲ့နိုင်ငံရေးတိုက်ပွဲဟာတမိုင်းပြောင်းလာပါပြီတဲ့။နောက်ခါဗမာပြည်ကွန်မြူနီကောင်းဆောင်ဖြစ်လာတဲ့တခင်တန်းထွန်းကတော့အစာငတ်ခံခြင်းကကိုခံဘက်ကပဲလို့ဆောင်းပါရေးခဲ့မှုတယ်။တခင်တန်းထွန်းအမြင်ကတော့အစာငတ်ခံလက်နက်ကိုဘာမှမရတဲ့အဆုံးချမှာတုံးတင်တယ်လို့ယူဆတယ်။ကိုကချရတဲ့လက်နက်မျိုးကင်တင်တယ်လို့သူကဆိုတယ်။ တခင်တန်းထွန်းကထောင်တွင်းအစာငတ်ခံပွဲဆုံးဖြတ်ချက်ကိုလိုက်နာပါတယ်။ဘုံကြီးတစ်ပါးကိစ္စနဲ့ပတ်သက်ပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်။တရက်အစာငတ်ခံမှုဆုံးဖြတ်ခဲ့ကြပါတယ်။ကိုကိုကျွန်းထောင်မှာလည်းနိုင်ငံရေးအကျဉ်းသားတွေအစာငတ်ခံခဲ့ကြတယ်။အင်းစိန်တာယာဝတီမြောင်းမြမန္တလေးမြင်းချံမော်လမြိုင်စတဲ့ထောင်ပေါင်းများစွာမှာလည်းနိုင်ငံရေးအကျဉ်းသားများစွာတို့အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြပါတယ်။1995တုန်းကကျွန်တော်လေးအစာငတ်ခံတိုက်ပွဲဝင်ခဲ့ဘူးတဲ့။တရက်သေးပဲတိုက်ပွဲဝင်ချိန်ကြာခဲ့တယ်။ ခင်တန်းထွန်းရဲ့အယူအဆအစဉ်အလာကိုလိုက်ပြီးတရထစ်တိုက်ပွဲဝင်တာမဟုတ်ပါဘူး။ထာဝနာပိုင်တွေကကျွန်တော်တို့တိုက်ပွဲတောင်းဆိုချက်ကိုလိုက်ရောလိုက်လို့တရက်သေးနဲ့တိုက်ပွဲစခန်းသိမ်းသွားတာပါအဆောင်ငတ်ခံတိုက်ပွဲမှာကျွန်တော်နဲ့အတူဒီချုပ်ကိုကိုကိုကျွန်းပြည်သူကိုယ်စားလှယ်ဦးလှတန်းနဲ့ចောင်းသားလူငယ်စုအဖွဲ့ကကိုမိုင်းတို့ပါဝင်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကနိုင်ငံရေးအကျဉ်းသားအုပ်စုတွေကလည်းတိုက်ပွဲသွေးဆူနေအာနာပိုင်တွေဘက်ကလည်းနိုင်ငံရေးအခြေအနေတစ်ခုအကဲခတ်နေတယ် ဒေါအောင်ဆန်းစုကြည်အခြေချုပ်ကလွတ်လာလို့နိုင်ငံရေးအင်အားစုတွေကြားမှာလည်းတွေးကြွလှုပ်ရှားလာနေတယ်။ဒါကိုထောင်အာဏာပိုင်တွေက ကောင်းကောင်းရိတ်ဆားမိနေပြီ။ဒီလိုကိစ္စမျိုးမှာအာဏာပိုင်တွေကတိတ်နှက်ကြပါတယ်။ကျွန်တော်တို့တိုက်ပွဲကိုတရက်ထင်းနဲ့လက်ရောဖြည့်ချင်းပေးလိုက်တာဟာအာဏာပိုင်တွေရဲ့နှက်ကြောမိသွားလို့ပဲအဲ့လိုပဲပြောနိုင်တယ်။ဒါမှမဟုတ်လေအောက်တက်ကြီးတဲ့ဝိုင်းရင်ထောင်ရာရှိကြီးတယောက်အင်းစိန်ရောက်လာတာရဲ့အကျိုးတရားမှုလို့ပြောနိုင်ရဲ့သူ့မြေကဥလူလား ဘယ်ထောင်ကပြောင်းလာတယ်လို့မသိဘူးကျွန်တော်တို့တိုက်ပွဲဝင်ချိန်မှာသူကတွဲဖက်ထောင်ပိုင်ဖြစ်နေတယ်ထောင်ပိုင်ဘူကြီးတာဦးဆိုသူနဲ့အတူအင်းစင်ထောင်ကြီးကိုတွဲကင်နေတယ်ကျွန်တော်တို့တိုက်ပွဲဝင်နေကိစ္စကရေးကြီးခွင့်ချက်မဟုတ်ပါဘူးနိုင်ငံရေးကိစ္စမဟုတ်ပါဘူးဒါပေမဲ့နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ညှိနေတဲ့ကိစ္စကျွန်တော်တို့တိုက်ပေါင်းစုံသဘောတူဆုံးဖြတ်ချက်ရှိတယ်နိုင်ငံရေးအကျဉ်းသားများကိုတန်ရှိချင်းခတ်ပြီးအပြစ်မပေးရဘူး အဲ့ဒီအချိန်မှာတိုက်လေးရှည်ကလားတိုက်လေးတို့ကလားမသိငငယ်အကျဉ်းသားတူပြစ်တံပေးခံရတယ်ကိုဗလာကြီးတဲ့သူ့ဖေစီစာရေးတယ်သူ့စီကစက်ကူနဲ့ပေါ်ပင်မိတယ်ပြစ်တံကြခံစေသူ့ပြစ်တံကရိုးရိုးမဟုတ်ဘူးတန်ချေချင်းခတ်တဲ့ပြစ်တံတခြားတိတ်တွေဘယ်လိုလုပ်ကြတယ်လဲမသိတိုက်တုံးကတော့တရက်ထမင်းမယူကိုအဆုံးဖြတ်တယ်တရက်အစာငတ်ခံမယ်ကိုဗလာကြီးကိုနေရင်တိုက်နေရင်ခန့်ပြန်ဖို့ပေးတန်ချေချင်းဖြုတ်ပေးဒါပဲအနာပိုင်တွေကညင်းနေတယ် တောင်းဆိုတာတွေဘာတကူမှမပေးဘူး။ထောင်ပိုင်ဘူကြီးတာဦးရဲ့အမိန့်နဲ့တူပါရဲ့။ထမင်းမြူဘူးဆိုတာဟုတ်သလား။တိုက်တုံးမှာအခန်း၁၄ကစမေးလာတယ်။အခြားအခန်းတွေဘယ်လိုဖြေကြသလဲတော့မသိ။ကျွန်တော်အခန်းတွေကိုမေးတဲ့အရာရှိတွေရောက်လာတယ်။ဟုတ်တယ်မြူဘူးလို့ကျွန်တော်ဖြေလိုက်တယ်။ကျွန်တော်ကိုခေါင်းစိုးနဲ့တိုက်ယုံခေါ်တယ်။မေးတယ်စစ်တယ်။တိုက်ယုံအပြင်ဘက်နေဘူးထဲမှာရက်ခိုင်းထားတယ်။ကျွန်တော်ပြဿကစူဒန်ဘူဒန်တွေထွက်လာတော့တိုက်ချောက်ကိုခေါ်သွားတယ်။တိုက်ချောက်အခန်း၁၀မှာထောင်စစ်ကြောကြီးအခန်းဖွင့်ထားတယ်။ ထူးဆောင်တွေကထောင်နှိုင်းရေးစစ်ကြောရေးကိုမပို့တွဲဖက်ထောင်ပိုင်းဥလူလာရုံထိုင်နေတယ်ဥလူလာကကရင်လူမျိုးစကားပြောညင်တာတယ်မိဘမျိုးစုံမိတယ်ခြောက်လုံးခြောက်လုံးနဲ့အများကြီးပြောတယ်သူ့တန်ရှည်ချင်းနဲ့ခမရနဲ့ဘာဆိုင်လို့လဲတောင်ကျရင်သူ့တန်ရှည်ချင်းကကျုပ်ရှိတော့ကိုလာစော့မှာပေါ့ဗျဥလူလာကစိတ်ပြက်လက်ပြက်ခေါင်းခါတယ်ခမရကိုတိုက်ငါပို့မယ်တိုက်ငါဆိုတာကတိုက်လေးရဲ့ရှေ့ဘက်တိုက်၆ရဲ့ဘေးဘက်မှာရှိတယ်ယူရီဆောင်းလို့နာမည်ဆိုးနဲ့ကြော်ကြားလေးတိုက် ီချောင်းတိုက်ရဲလို့လည်းသူတို့သိများတယ်။ယူရီဆောင်လို့ခေါ်တာကဒန်ခံရသူတွေကိုနာမည်ခေါ်ရင်ရှင်လို့ထူရတယ်။ဗျာမထူရ။ယောက်ျားဘာသားတွေလုံးရကပြားသလိုဖြစ်ရတယ်။ဖိုးတော်ဝါရဲ့ဂုံမာနာကိုချိုးနေတိတ်ခါချတာ။လူသားဂုံကြီးကိုဖဲ့ရွှေတာ။မီချောင်းတိုက်လို့ခေါ်တာကဒီလိုမြင်းကြီးခဲကျိုးခဲကြီးခဲကျုံနေခင်းထားတဲ့တိုက်ရှိကွက်လက်မှာဝမ်းရမောက်တရောင်ထောက်မိဆောင်သားသွားရလို့ခေါ်တာတဲ့။ တိုင်ငါဖို့ရင်ကျုပ်အစာငတ်ခံမယ်ကျွန်တော်អော်ပြောတယ်ပုလူလာပြီးမှရက်နေတဲ့သုံးရီဝင်တဲ့ကကျွန်တော်ကိုမှန်းတယ်ဟဲ့လူဒီလိုမအောင်နဲ့တဲ့မင်းနဲ့ပါဆိုင်လို့ဝင်ပြောရတာလေမင်းထောင်ပိုင်းလားသူ့ထောင်ပိုင်းလားကျွန်တော်ဥလူလာကိုလက်ညှိုးငေါငေါထိုးတယ်ပုလူလာကငြိမ်ပါတယ်အခန်း၁၀ရှိမှရက်နေကြတဲ့ဝင်တဲ့တွေကိုခေါ်တယ်ကျွန်တော်ကိုတိုင်ငါအခန်း၁၈ကိုပို့ခိုင်းတယ်ကျွန်တော်အခန်းကိုလှည့်ကြည့်တယ်တေးဦးတစ်လုံးပဲရှိတယ်ဘာပစ္စည်းကြီးမှမရှိဘူးထောင်မှုဥလာဆိုတဲ့ကလာဦးကြီးရောက်လာတယ် ရိတ်ခဲကြည့်ပြီးပြန်သွားတယ်ခဏကြာတော့ထမင်းပုံစံတစ်ခွက်နဲ့ပယ်ဟင်းမဲမဲတစ်ခွက်လာပို့တယ်ပြန်ယူသွားမစားဘူးကွာအစာငတ်ခံတယ်ထောင်ပိုင်ကိုပြောခဲ့ပြီးပြီဦးလာကရောထမင်းလာပို့တယ်ဝန်ထမ်းကရောဘာမှမပြောဘူးထမင်းဟင်းခွက်ချတယ်လက်ထွက်သွားကြတယ်ခေကောင်ပြန်ယူမယူရင်ငါကန်ထုတ်ပြမယ်ပြောမရဘူးလေထမင်းမကန်နေကျွန်တော်ကန်ကြောက်ပြစ်လိုက်တယ်ခြေတော့တောင်းနာရောအခန်း၁၆ကအတန်ထွက်လာတယ်ဘယ်သူလဲတဲ့ကျွန်တော်ကိုမေးတယ်တိုက်တုံးကဥဝင်းတင်ပြု အဲ့ဒီလိုပြောလိုက်တယ်ဟားဆရာဆိုတဲ့အတန်ကြားရတယ်ဘာဖြစ်နေတာလဲတဲ့ကျုပ်အဆောင်ကခံနေတာဗျထမင်းဟင်းနေအတင်းလာပြီးနေလို့စကားများနေတာအခန်းစထောက်ထဲကလူကဘာစကားမှမပြန်ရှေ့မျက်နှာစာမှာရှိတဲ့တိုက်လေးစီကိုတန်ကုန်ဟစ်တယ်အတန်ကုန်သာဟစ်တာသူ့အတန်ကတိတ်မကျေလူကကြမ်းမပေါ်မရဟေးဦးဝင်းတင် HS ဝင်အဆောင်ကခံနေပြီအဲ့ဒီလိုတန်ကုန်ဟစ်တယ် ခဏကြာတော့သူနဲ့တခမ်းချားလို့ထင်ရတဲ့နေရာကအကျဉ်းသားတယောက်တန်ကုန်ခေပြန်ရောအဖအူဝင်းတင် HS ဝင်နေပြီဟေ့တိုက်လေးကလူတွေကနောက်ဘက်မှာရှိတဲ့တိုက်သုံးကိုတန်ကုန်ဟစ်တယ်တိုက်သုံးကနောက်ဘက်မှာရှိတဲ့ကျိုးတိုက်ကိုတန်ကုန်ဟစ်တယ်ကျိုးတိုက်ကနောက်ဘက်မှာရှိတဲ့တိုက်တစ်ကိုတန်ကုန်ဟစ်တယ်ဒီလိုနဲ့တိုက်ဝန်းတစ်ခုလုံးစုသွားတယ်တော်ကြာမှသိရတာကအခန်း၁၆ကဥလှတန်းနဲ့အခန်း၁၄ကကိုမိုင်းတို့လေဒီတန်ရှိချင်းကိစ္စနဲ့ပြစ်တန်တိုက်ကိုရောက်နေကြတာတဲ့ ်ဦးလာတန်းနဲ့ကျွန်တော်စကားမပြောမိခင်စောစောပိုင်းမှာညာဘက်တခန်းကျော်ကလူနဲ့ကျွန်တော်ချိန်မိတယ်ပြုတ်ညာဘက်ခန်းမှာလူရှိလားကျွန်တော်ဝင်းတင်ပါအဲ့ဒီလူអော်ပြောတယ်အခန်း20ကလူကကျွန်တော်ကြွေးကြီးပါလို့ပြောတယ်ကြွေးကြီးဆိုရင်ပြောစမ်းပါဦးကိုရင်ကြောင်အဲ့ဒီလူကျွန်တော်ဖိတ်ခေါ်လိုက်တယ်သူကလည်းဟက်ဟက်ပက်ပက်ပါပဲပြောမယ်ပြုတ်ညာကြမှာပြောပြမယ်အခုရုံထွက်ရတော့မယ်လာခေါ်နေပြီလို့ပြန်អော်တယ်တကားခွင့်တန်ကြရတယ်လူရိတ်တင်မြင်ရတယ်ပြီးတော့အတန်တိတ်သွားရော ဒါနဲ့ဥလာတန်းနဲ့ကျွန်တော်ချိတ်မိတာ HS တန်ကုန်ဟစ်တန်တွေတဝင်းလုံးညံသွားတာညနေ6နာရီလောက်မှမှထောင်မှုဥလာကျွန်တော်စီရောက်လာတယ်ကျွန်တော်ကိုတိုက်တုံးပြန်ပို့မေးတဲ့ဟုတ်လားကောင်းပေါ့ဗျာပြစ်ထန်ကလူငိမ့်မလားလို့မေးတော့ဟုတ်ကဲ့တဲ့ကျွန်တော်တိုက်တုံးပြန်ရောက်တယ်ထောင်မပိတ်သေးညနေလမ်းလျှောက်အခန်းဖွင့်ထားသူတွေကျွန်တော်စီဝိုင်းလာကြတယ်မေးကြမြန်းကြတယ်အဲ့ဒီအချိန်ကျမှဝန်ထမ်းတချို့ရောက်လာတယ်တိုက်ငါးကိုလိုက်ခဲ့ပါဦးနဲ့ဟာမင်းတို့ဟာကဘယ်လိုဖြစ်ပြန်တာတော့ကုလုကုပြန်ဖန်လား ကျွန်တော်ဒေါသထွက်သွားတယ်။စိတ်သက်စစ်စင်ရေးလုတ်ပြန်မလားလို့တွေးမိတယ်။ဒီလိုသာကတိကောက်လို့ရင်တော့ကျွန်တော်ခံမနေဘူး။တိုက်ဆူအောင်လုတ်ပြန်မယ်လို့စိတ်ကူးမိတယ်။မဟုတ်ပါဘူးအဘရဲ့မဟုတ်ပါဘူး။အဘပစ္စည်းတွေပြန်တဲ့ပေးမလို့ပစ္စည်းစုံမစုံလားစစ်ပေးပါ။ဟွန်နှန်းတွေကတောင်းမှန်တယ်။ဟေးစစ်စရာမလိုဘူး။တဲတုံးကလည်းမင်းတို့ဖာသာတိမ်ကြုံတယ်လား။ခုလည်းမင်းတို့တဲချင်တယ်လို့ပြန်တယ်။ကြောက်တာရှိကြောက်တာချတာရှိရင်မင်းတို့တောင်းမှာ။ကျွန်တော်တို့တိုက်ပွဲနိုင်ပြီပဲမမပေါ့ဥလာတန်းကကိုမိုင်းတို့လည်းနေရင်ခံပြန်သွားကြရပြီတဲ့ ကိုဗလာကြီးလည်းတန်ချေချင်းကျွတ်ပြီးတယ်။နေရင်ခန့်ပြန်ရောက်ပြီးတဲ့။ပြီးရောပေါ့။နာသွားတာလေးတစ်ခုပဲရှိတယ်။ကျွဲကြီးနဲ့စကားမပြောလိုက်ရတာ။ဗိုင်ကန်ရှင်ကိုရန်ရဲ့ဇာကြောင်းပြန်လေးကိုအသေးစိတ်နားထောင်ချင်တာ။ကျွဲကြီးဆိုတာက1994မိုးရင်းကြီးမှာအင်းစိန်ထောင်အုတ်တိုင်းကြီးကိုကြော်တက်ခုန်ဆင်းသွားတဲ့ဟီးရိုးအင်းစိန်ထောင်တဲ့နှစ်ပေါင်း100ကျော်မှာပထမဆုံးထောင်ကျော်ပြေးနိုင်နေသူ။တခြားအခန်းပေါ်တယောက်လေးသူနဲ့ပါလေးတယ်။နာမည်တော့မမှတ်မိတော့ဘူး။တီဗီဖွဲ့တွေထောင်ထဲရောက်လာတယ်။ ွှဲကြီးရဲ့စွန်သားခန်းကိုရုရှင်ကရိုက်တယ်။ဘယ်လိုရိုက်တယ်လဲ။ဘယ်မှာပြတယ်လဲ။အသေးစိတ်တော့ကျွန်တော်တို့မသိဘူး။ကျွဲကြီးတရင်ကတော့ထောင်ထဲမှာဟိုးဟိုးကြော်ပဲ။ရုရှင်ရိုက်တာမြေနေတွေ့နေရတော့ဟိုးဟိုးကြော်ရာကနေဟိဟိကြော်သွားတော့တာပေါ့။ဒီလိုတရင်စမ်းနေကြားရတော့လေထောင်ဆိုတာပျော်စရာကြီးပါပဲလား။ရေစရာကြီးပါပဲလား။ပြုငရေပုံကြီးနောက်ကောက်ကျသွားတယ်ပျော်မလား။မျက်ပြူဆိုင်သွားတယ်ဆိုမလား။ခါကနီထူခံရတယ်လို့ပဲခေါ်မလား။ ဒီကနေ့ဖျက်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပေးပြီးနားတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနားတော်တာချင်းတို့ညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါသည်ကြောင်းဆုမွန်ကောင်းတောင်းရင်းအပိုင်း၅မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ